ူဘက်ကမှားခဲ့ပါတယ်ဆိုပြီးတော့တောင်းပန်ပြီးအမှုပိတ်ခိုင်းခဲ့ပေမဲ့ဗိုလ်ချုပ်ယူခင်တို့ဘက်ကအမှုကိုရုပ်သိမ်းမပေးတာကြောင့်အဆောင်နေခန်းကိုလည်းတော်ခတ်ခံလိုက်ရပြီးဘေးလွရာကိုထပ်ပြေးတိမ်းရှောင်နေရတဲ့ဆိုတဲ့ရန်နာပီကေထွန်းဆိုင်ဆိုင်နဲ့ပြဿနာဖြစ်ခဲ့တဲ့ဝန်ထမ်းမျိုးတောင် မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်တုန်းကရန်နာ PK ထွန်းဆိုင်ရှင်ရန်နာဆိုင်မှာလှုပ်လှုပ်ခဲ့ပြီးဆိုင်ရှင်တွေရဲ့တမီးဖြစ်သူဖွဖွေးအပေါ်မှာလုံလုံကျွကျွတွေပြောဆိုခဲ့မိတာကြောင့်ဆိုင်ပိုင်ရှင်ဖြစ်သူအကိုထွန်းကဒေါသထွက်ပြီးဆွဲထိုးတာကိုခံခဲ့ရသလိုအလုပ်ဖြုတ်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးလိုင်းပေါ်မှာတက်ပြီးတော့ပြောလာခဲ့တဲ့ဝန်ထမ်းကောင်လေးဟာအခုလက်ရှိမှာတော့ပို့ချပြုခင်တို့ဘက်ကတရားစွဲဆိုထားလို့ရှောင်တိန်နေရတာဖြစ်ပြီးအဆောင်ကိုလည်းပြန်လို့မရတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ် အဆိုပါဝန်ထမ်းအမျိုးသားဟာဆိုင်ထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေကိုအသေးစိတ်ပြောလာခဲ့တာကြောင့်အခုလက်ရှိမှာတော့ရန်နာပီကေထွန်းဆင်ရွှေရန်နာဆိုင်ပေါ်မှာပြည်သက်တွေကအမျိုးမျိုးဝေဖန်နေကြတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့လေပုစပြုခင်တို့ဘက်ကအဆိုပါဝန်ထမ်းကိုတရားစွဲဆိုထားခဲ့တာဖြစ်ပြီးဝန်ထမ်းကောင်လေးကအမှုရင်ဆိုင်ဖို့လဲအင်အားမရှိတာကြောင့်သူ့ဘက်ကမှားပါတယ်လို့တောင်းပန်ခဲ့ကအမှုကိုရုံသိမ်းပေးဖို့တောင်းဆိုလာခဲ့တာလည်းဖြစ်ပါတယ် နနာသူဝန်ထမ်းကောင်းလေးကကျွန်တော်ဘက်ကတောင်းပန်ပါတယ်ကျွန်တော်မှားပါတယ်တောင်းပန်ပါတယ်အမှုကိုပြန်ပိတ်ပေးပါဗျာကျွန်တော်အရင်လိုလွတ်လွတ်လပ်လပ်နေခြင်းပါတယ်ကျွန်တော်စိတ်တွေအရင်ပြင်းမနေပါဘီကျွန်တော်အဆုံးတက်လိုက်ခြင်းပါဘီကျွန်တော်နှွညွတ်တောင်းပန်ပါတယ်အမှုကိုပိတ်ပေးပါဆိုပြီးတော့သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေတောင်းပန်လာခဲ့ပေမဲ့အမှုကိုပိတ်သိမ်းပေးခြင်းမရှိတာကြောင့် ဆက်လက်ပြီးကျွန်တော်ကိုဘာဖြစ်စေချင်တာလဲဗျကျွန်တော်စိတ်တွေရမ်းမွန်းချက်နေပြီးဖိအားတွေထပ်မပေးကြပါနဲ့တော့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အဆောင်ခံကိုတော့တော့ခတ်လိုက်ကြပြီးကျွန်တော်ဘာလုပ်ပေးရမှာလဲကျွန်တော်ကနစ်နာတဲ့သူပေါ့ဒီလောက်နဲ့ခြေနဲ့ကြပါတော့ဗျဒီထက်ဖိအားတွေထပ်ပေးရင်ကျွန်တော်ခံနိုင်စွမ်းရှိမယ်မထင်တော့ဘူးဆိုပြီးတော့ဆက်လက်ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ် ခုချိန်ထိတော့ဘုန်းကြပြခင်တို့ဘက်ကအမှုကိုရုံသိမ်းပေးခြင်းမရှိသလိုသူတို့ဆိုင်ရဲ့ပုံရိပ်ကိုထိခိုက်အောင်လုပ်ခဲ့တဲ့ဝန်ထမ်းအပေါ်မှာဘလို့ရေးယူသွားမလဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်